အကုသိုလ်ဖယ်ရှားဤတရားတေသနာတော်ကိုဟောကြားပေးမှာဖြစ်ပါတယ်ဘုဒ္ဓဇေပုဂ္ဂိုလ်တွေမှာကုသိုလ်တဘောအကုသိုလ်တဘောဆိုပြီးတော့တဘောနှမျိုးဖြစ်လေရှိတယ်ကောင်းတဲ့သဘောကိုအကုသို့လို့ခေါ်ပြီးတော့မကောင်းတဲ့သဘောကိုအကုသို့လို့ခေါ်တယ်။ ကောင်းတဲ့သဘောကိုဘာလို့ခေါ်လဲမကောင်းတဲ့သဘောကိုအာဟုတုပါဘုရားအကုတုလို့ခေါ်တယ်အဲ့ဒီနှစ်ခုဒီတရားဓမ္မတို့စဉ်းစားတော့ကောင်းတဲ့သဘောနဲ့မကောင်းတဲ့သဘောဒီတပြိုင်နဲ့ဖြစ်နိုင်လားဖြစ်နိုင်ဘူးလားတပြိုင်နဲ့ဒီမကောင်းတဲ့စိတ်တွေဖြစ်နေတဲ့အချိန်မှာကောင်းတဲ့စိတ်တွေဖြစ်နိုင်မလားဖြစ်နိုင်ပါဘူးခင်ဗျာအခုတက္ကະဓမ္မတို့ နိုင်ငံတော်များချမ်းချမ်းသာသာပြည့်ရပြည့်ပတ်အထုံနိုင်မှုကြောင်းဆောင်လှူဒန်းတယ်ပစ္စည်းလေးပါလှူဒန်းတယ်အဲ့ဒါကောင်းတဲ့သဘောလားမကောင်းတဲ့သဘောလားကောင်းတဲ့သဘောပါဗျာအခုကောင်းတဲ့သဘောတွေဖြစ်နေတဲ့အချိန်မှာကဲမကောင်းတဲ့သဘောတွေဖြစ်နေရဲ့လားဖြစ်ပါဘူးဗျာမဖြစ်ပါဘူးကောင်းတဲ့သဘောတွေဖြစ်နေတဲ့အချိန်မှာမကောင်းတဲ့သဘောမဖြစ်ဘူးနော်ဥဒ္ဓနဥပမာပြောရမယ်ဆိုရင်အလင်းနဲ့အမောင်အမောင်နဲ့အလင်းနော် လင်းနေတဲ့အချိန်မှာအမောင်တဘောရှိရလားရှိပါဘူးခင်ဗျာမောင်နေတဲ့အချိန်မှာရောအလင်းရှိရလားရှိပါဘူးခင်ဗျာလင်းနေရင်မမောင်ဘူးမောင်နေရင်မလင်းဘူးအမောင်ရှိရင်အလင်းမရှိအလင်းရှိအမောင်မရှိအလင်းကတက်တက်ပဲအမောင်ကတက်တက်ပဲနော်တက်တက်စီပဲညမောင်နေတယ်မနေ့မိုးလင်းတဲ့အခါမှာအလင်းလည်းရောက်လာရောဘာပြောက်သွားလဲအမောင်ပြောက်သွားတယ်အလင်းရောက်လာရင် အမောင်ပြောက်သွားတယ်ဒီတိုင်းပဲကုသိုလ်ကောင်းမှုရောက်လာရင်ဘာပြောက်မလဲ အကုသိုလ်တွေပျောက်တယ်ပေါ့အဲ့တော့တရားကောင်းစဉ်ကအကုသိုလ်ဖယ်ရှားနေဆိုတော့အကုသိုလ်ကိုဘာနဲ့ဖယ်ရှားမလဲအေးဒါနော်အဖြေပဲနော်အကုသိုလ်ကိုကုသိုလ်နဲ့ဖယ်ရှားမှာဖြစ်တယ်ပေါ့ယတပါပံကတံကမ္မကုတလေနပိတိယတိဆိုတာဘုရားဟောရှိတယ်ယတပါပံကတံကမ္မပုဂ္ဂိုလ်တို့တယောက်ကမကောင်းမှုတွေလုပ်ခဲ့တယ်အဲ့ဒါဘယ်လိုကုစားမလဲဆိုတော့ကုတလေနပိတိယတိတဲ့ကုသိုလ်နဲ့ပိတ်ဆို့တားမြစ်ရမှာဖြစ်တယ် ။အဲကြောင့်အကုတ္တကိုဘာနဲ့ပြန်ပြီးကုစားကြမလို့။ကုတ္တနဲ့ကုစားမယ်ပေါ့။အကုတ္တကိုကုတ္တနဲ့ကုစားမယ်။တရဂါလေးတစ်ခုပြရရရင်အထင်ရှားဆုံးကအရှင်အင်္ဂုလိမာလမထေရတဲ့ဘယ်မထေလဲ။အင်္ဂုလိမာလမထေမြတ်။ဘုရားနဲ့မတွေ့ခင်မှာလူတွေရေလို့မရအောင်ကိုတတ်ဖြတ်ပြီးလက်ညှိုးတွေဖြတ်တာ။အာနာတိပါဒနော်။ပြေစိတ်တတ်တာမဟုတ်ဘူး။ တက်ကလေးနှစ်ကလေးတတ်တာမဟုတ်ဘူးလူတွေကိုတတ်တာအကုသိုလ်များလားမများဘူးလားများပါခင်ဗျာအကင်းအဲ့ဒီအကုသိုလ်စိတ်တွေနဲ့သာတေသွားမယ်ဆိုရင်တေချာပေါက်အပယ်ကိုရောက်နိုင်လားမရောက်နိုင်ဘူးလားရောက်နိုင်ပါခင်ဗျာရောက်နိုင်တယ်နော်ဒါမှကံကောင်းသွားတဲ့အခါမှာမြတ်စွာဘုရားနဲ့တွေ့ဘုရားနဲ့တွေ့တော့ဘုရားထံမှာယဟန်ဝတ်တရားဓမ္မတွေအားထုတ်တော့သစ္စာလေးပါးတရားကိုသိသောတပတိမညံတကတကမိမညံအနာဂမိမညံအရတမညံမလေးပါပိုလေးပါရရှိပြီးယဟန်တာဖြစ်သွားတယ် အရတမဉ္ဇဉ်လို့ခေါ်တဲ့အစဉ်အမြင့်ဆုံးမဉ္ဇဉ်တရားနဲ့နော်အကုသိုလ်တရားတွေကိုပိတ်ဆို့လိုက်တယ်အကုသိုလ်တရားတွေကိုတရားနော်မဉ္ဇဉ်ကကုသိုလ်တရားတွေပဲသောတပတိမဉ္ဇဉ်ဆိုတာကုသိုလ်ပဲတဂရဂမိမဉ္ဇဉ်ဆိုတာကုသိုလ်ပဲအနာဂမိမဉ္ဇဉ်ဆိုတာကုသိုလ်အရတမဉ္ဇဉ်ဆိုတာကုသိုလ်ကုသိုလ်ထဲမှာအစဉ်အမြင့်ဆုံးကုသိုလ်အစဉ်အမြင့်ဆုံးကုသိုလ်ဖြစ်တဲ့မဉ္ဇဉ်တရားတွေနဲ့အကုသိုလ်တွေကိုပိတ်ဆို့လိုက်တဲ့အခါမှာအရှင်အင်္ဂုလိမာလာအပေချာသေးလား ါကြောင့်အကုသိုလ်ကိုဘာနဲ့ကုစားကြမလဲကုသိုလ်နဲ့ကုစားမယ်ကုသိုလ်နဲ့ကုစားမယ်နော်အကုသိုလ်တွေကုသိုလ်နဲ့ကုစားမယ်